အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးဒွန်ရေးသားတဲ့မာလာလို့အမည်ရတဲ့ဝတ္ထုကိုအပိုင်း29ရက်အနေနဲ့ကျွန်တော်ကိုရှိတာမှဆက်လက်ဖျားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆိုင်ခန်းစားပေးကြပါအောင်ခင်ဗျာဘုန်းနန္ဒမှာမူဒံယာကြောင့်အလိုလိုစိတ်တို့နေရသည့်အထဲတွင်မိမိဤမိကွန်းကိုကြောစရာကပြန်မဖြေသည်ဖြင့်အလိုလိုဒေါသထွက်၍နေပေသည်ကြောစရာဆရာပြောနေတာကို မကြားဘူးလားဆရာဝင်နေကြအဝယ်စားတွေတွားယူရှိလေပြီးတော့ နေမျိုးနဲ့အာလဝကကိုပါတပါတဲ့ခေါ်ခဲ့ဘုန်းနန္ဒကမျက်နှာထားတင်းတင်းနဲ့ပြောလိုက်ရာကြော်စေရသည်လေသာပြတင်းမှအပြင်ဘက်သို့လှမ်းမြော်ကြည့်နေရမှဆရာအနီးသို့ရှင်းကပ်၍လာပေသည်ဆရာဆရာအလိုရှိသမျှကျွန်တော်ဆောင်ကျင်းပေးပါမယ်တာယာရွှေပြည်နိုင်ငံတော်ကြီးကိုလည်းအချိန်မီရောက်အောင်ကျွန်တော်ကိုယ်တိုင်ပို့ပေးပါမယ်ဒီအတွက်လည်းဆရာဘာမှမစိုးရိမ်ပါနဲ့ဟောပြောရင်းဆိုရင်ဆရာနားထောင်တယ်ဘာတန်တွေလဲ ဆိုင်းတဲ့ဘုံတန်တွေကိုဆရာကြားတယ်မဟုတ်လားအဲ့ဒီအတန်တွေဟာတူတန်တို့ဘုရင်ရုပ်ကိုဆရာကိုယ်တိုင်တုတ်တင်ရှင်းလင်းပြလိုက်တဲ့အတွက်ဆရာကိုဂုံပြုတ်ချီးကျူးနေတဲ့အနေနဲ့နန်းတွင်းတို့နန်းတွင်းသားတွေနဲ့တကွမြို့သူမြို့သားများကပါအောင်ပွဲသဖြင့်စီရင်ကျင်းပနေတဲ့အတန်တွေပါဟောဒီအတန်တွေကဆရာတတိပြုမိရဲ့လားဒါကခေါင်းလောင်းတန်တွေမဟုတ်လားဆရာရဲ့ယောဂဝေဒနာအလျင်မြန်ပျောက်ကင်းပါစေဆိုပြီး စူတောင်းပတနာပြုတ်ပြီးခေါင်းလောင်းထိုးတဲ့အတန်တွေကိုဆရာကြားတယ်မဟုတ်လားဟင်တူဝနနိုင်ငံတော်ကလည်းဆရာယောဂတတ်တာရင် သူတို့ဘရင်ရုပ်ရဲ့နေရာမှာဆရာကိုဘရင်အဖြစ်တင်မြောက်ဖို့အစီအစဉ်နဲ့လုပ်နေပြီအေးဒီအတန်တွေကိုကြားရလေဆရာစိတ်မချမ်းသာလေပဲဆရာကိုဘာလို့ဒီလောက်တောင်ချီးကျူးဂုံပြုနေရတာလဲဆရာယောဂပျောက်ကင်းအောင်ဘာလို့ဆူတောင်းနေကြရတာလဲဆရာမြန်မြန်တင်ရင်အားလုံးကိစ္စချောမယ်မဟုတ်လား ဟိုးဆရာကလည်းတေဖို့ကြီးပဲပြောနေတာကိုဆရာမရှိရင်စေတုဒ္ဓနိုင်ငံတော်သူနိုင်ငံသားတွေလည်းအခုလိုဝမ်းမြောက်ဝမ်းသာပွဲလန်းသဖြင့်ဆင်ရင်ကျင်းပနိုင်မှာမဟုတ်ဘူးတူဝနနိုင်ငံတော်ကြီးဟာလည်းမင်းမဲ့တိုင်းပြည်ဖြစ်သွားဖို့ရှိတယ်ဆိုတာလည်းဆရာသတိပြုပါဦးဒီအကြောင်းကိုဆရာမကြားချင်ဘူးဆရာမရှိပင်မဲ့စာနာတွေဝေပင်မှရှိသားပဲတပည့်တို့လည်းရှိနေသားပဲစေတုဒ္ဓနဲ့တူဝနနိုင်ငံနှစ်နိုင်ငံပူးပေါင်းပြီးစာနာတွေဝေပင်မှစီမံအုပ်ချုပ်သွားပြီး တပည့်တို့ကဘယင်မရဲ့အပားမှာခါးစားရင်တိုင်းပြည်ရဲ့တာဝန်ကိုကိုညီထမ်းရွက်သွားမယ်ဆိုရင်ဆရာရှိတာနဲ့မချားပါဘူးဒီလိုလေဘယ်ဖြစ်မလဲဆရာခမဲတော်ရရကိုမတရားသိမ့်ပိုက်ထားတဲ့ဘယင်ရုပ်ရဲ့လက်ကနေပြီးဆရာကိုတော်တိုင်နှလုံးရည်ရောလက်ရုံးရည်ပါအသုံးပြုပြီးပြန်လည်သိမ့်ပိုက်နိုင်ခဲ့တဲ့အတွက်ဆရာသားလျင်ခမဲတော်ရဲ့အရာရာကိုဆက်ခံဖို့ရှိပါတယ်တူဝနနိုင်ငံသူနိုင်ငံသားတွေကလည်းမဟာဘောဂဘယင်ကြီးမရှိတဲ့နောက် အမိမဲ့သားရင်ထဲငါလိုဖြစ်နေခဲ့ကြပြီတူတန်းတို့ဘရင်ရုပ်ပြုခဲ့သမျှပြုသမျှနူးခဲ့ကြရတယ်အခုချိန်မှာဆိုရင်တူတန်းတို့ဘရင်ရုပ်ကိုဆရာကိုတော်တိုင်တုတ်တင်ရှင်းလင်းလိုက်ပြီဖြစ်တဲ့အတွက်လဲပြည်သူပြည်သားများမှာရေတွေ့တဲ့ကြလို့ခြွင်းလန်းအားရဖြစ်နေကြပြီဆရာပြန်လာမယ့်နေ့ကိုစောင့်ကြိုနေကြပါလေဆရာပြန်လာရင် ကြီးကျယ်ခမ်းနားတဲ့ယာစဗိသိက်ခံပွဲတွေကျင်းပစင်ရင်ကျင်းပဖို့လဲတက်ဆရှိတဲ့မူကြီးမက်ရတေနာပရိများနဲ့တကွာ နိုင်ငံသူနိုင်ငံသားများစိတ်အားထက်သန်စွာစီစဉ်ပြုလုပ်နေကြောင်းကြားသိရပါတယ်။ကျော်စရသည်စကားကိုအဆက်မပြတ်သေးပဲဆက်မပြောသေးပဲရထားလိုက်သည်။ပြီးတော့ပြီးတော့ဘာဖြစ်သေးလဲ။ကျွန်တော်တို့ဒီသလောက်ပြောရမယ်ဆိုရင်စန္ဒာတဝီပင်မကိုတိုင်ကဆရာပေါ်မှာမစုတ်ခင်ကညွတ်နေတယ်ဆိုတာသိရပါတယ်။စန္ဒာတဝီရဲ့ရွှေလက်တော်ကိုဆွဲပြီး စစ်တုဒ္ဓရာနဲ့သုရနိုင်ငံကိုရွှေနှက်ပြားတသားတည်းဖြစ်သွားအောင်ခရီးဆက်တယ်လို့ဆက်လိုက်မယ်ဆိုရင်တာယာဝါပြောတဲ့နိုင်ငံတော်ကြီးဖြစ်လာနိုင်တယ်ဆိုတာကိုလည်းတတိပြုတော်မူပါ။အိုးဒါကဘယ်ဖြစ်နိုင်ပါတယ်လဲ။ဒါကိုအသာထားပြီးဟိုနေ့ကတိုက်ပွဲအကြောင်းပြန်ပြောကြံ။သူတို့ဘက်ကဘယ်နှယောက်ကြဆုံးတယ်လဲ။သူတနုနဲ့တကွာသူ့ရဲ့ဘတ်တော်သား၄ယောက်ကြဆုံးပါတယ်။ကြံတဲ့နှယောက်ကတော့လက်နဲ့ချပြီးအညံ့ခံကြပါတယ်။ ဆရာလေးဥပညာကအသက်ဘေးမှာချမ်းသာပေးဖို့မေတ္တာရက်ခံလို့ချမ်းသာပေးလိုက်ရပါတယ်။တို့ဘက်ကရောဘယ်နှယောက်ကြတယ်လဲ။အနည်းနဲ့အများဆိုသလိုဒဏ်ရာရသွားလို့အခုတည်းကစိတ်ထက်နေရတော့မှရှိပါသေးတယ်။စစ်တူကြီးဗန္ဓကကတော့ရှေးတောင်မှာဒဏ်ရာရသွားလို့လမ်းမလျှောက်နိုင်သေးပါဘူး။အာလဝကကရောသူ့အကြောင်းလည်းပြောစမ်းပါဦး။အာလဝကကတော့နာမည်နဲ့လိုက်အောင်ကြမ်းကြမ်းတန်းတန်းထိုးခုတ်တိုက်ခိုက်တဲ့အတွက်ရန်သူတွေသူ့အနာကိုမကောက်ဝံ့ပါဘူး။ ဆရာရဲ့နောက်ကျောကိုအလစ်ဝင်ပြီးဓာတ်နဲ့ထိုးတဲ့ရန်သူကိုလည်းအာလဝကကတုတ်တင်ရှင်းပြလိုက်ပါတယ်။ခုခုသူတို့ဘာမှလဲ။တွားခေါ်စမ်းပါ။အေးစစ်စစ်ကြတော့ခေါ်ပေးပါမယ်။ဒါထက်ဘယင်မကဆရာတတိယလင်ရချင်းသူ့စီကိုလာပြီးတန်တော်ဦးတင်ရမယ်လို့မှားထားပါတယ်။ဆရာနားမှာလာပြီး သူကိုယ်တိုင်ပြုစုချင်တယ်လို့လည်းဗဇက်ကတဖောက်ဖောက်ပြောနေပါတယ်။အိုးဘယင်မအကြောင်းမကြားချင်ဘူး။ ဆရာကမကြားချင်ပေမဲ့ဘယင်မကတော့ဆရာအပေါ်မှာတကယ်ကိုမြေတားရှိနေတာအမှန်ပဲဘယင်မအေးအေးမိပြီးအဖျားတက်တုံးကဆရာနာမည်ကိုကြည့်ပြီးဗဇက်ကတန်းတနေတာကိုကြားနေရတယ်မြေတားရှိချင်မရှိချင်ဆရာကတော့တီဟရတာဘယင်ကြီးကိုပေးခဲ့တဲ့ခတိအတိုင်းဒီနေ့ညတာယာချွေပြည်မြို့တော်ကိုသွားရမှာပဲဒီနေ့ညသွားဖို့မလိုပါဘူးမနေ့ပြန်ညနေဖြစ်ဖြစ်တပတ်ကမနေ့စောစော ဖြစ်ပြီးထပြီးသွားရင်အချိန်မီရောက်နိုင်ပါတယ် ကျွန်တော်တို့ကိုယ်တိုင်လိုက်ဖို့ပေးပါမယ်။မင်းတို့လိုက်ဖို့လို့ဆိုတာကိုဆရာဝမ်းတာပါလေ။နေကြားထီအောင်မင်းတို့လိုက်ဖို့ကြပါဦး။လမ်းမှာဆရာမှားဆရာရှိတာတွေလည်းမှားခဲ့ကျင်သေးတယ်။ကဲပါ။မင်းမျိုးနဲ့အာလာဝကကိုတွားခေါ်စီတမ်းပါ။ဘူနန္နာကခတ်တဏံပြောလိုက်ရာကြော်စီရသည်မျက်နှာအောက်ချပြီးအဆောင်ထဲမှာမလှမ်းကျင်လှမ်းကျင်နဲ့ထွက်၍သွားပြီ။ကျော်စီရထွက်သွားသည့်နေ့တပိုင်းနဲ့ဘုန်းနန္ဒသည်တလွန်တော်ပေါ်တွင်ထိုင်နေရာမှအာယူပြီးမတ်တက်ရပ်ပြီးလည်းရင် အခန်းထဲတွင်တဖြည်းဖြည်းလမ်းလျှောက်ကျင့်၍နေပေသည်ဒံယာမှာတရှိတရှိတွင်နာကျင်နေတော်လဲကောင်းစွာလမ်းလျှောက်နိုင်သည်ကိုတွေ့ရသဖြင့်ဘုဏ္ဏနာသည်အတော်ကလေးကျင့်နေနေပုံရပေသည်ဤအတိုင်းသာဆိုလျင်တနေ့နှင့်တညအနားယူလိုက်မည်ဆိုပါကမြင်းကောင်းကောင်းဆင်းနိုင်မည်ဆို၍နောက်နေ့နနက်တွင်တာယာရွှေပြည်နိုင်ငံတော်သို့ခရီးထွက်နိုင်မည်ဖြစ်သည်ဖြင့်ကျင့်နေခြင်းဖြစ်ပေသည်မကြမီရှေးသားများကြားရပြီးကြော်စင်ရနှင့်အတူလက်ထဲတွင် အဝေတိုင်းသာပြီးရှေတော့ထော်နှင်းထော်နှင်းနှင့်ဝင်လာသောနေမျိုးကိုမြင်လိုက်သဖြင့်ဘုဏ္ဏနာသည်ဝမ်းသာအားရစည်းကြိုနှုတ်ဆက်လိုက်ပြီ။မင်းရဲ့ဒဏ်ရာကတော်တော်များသလား။ဘုဏ္ဏနာသည်နေမျိုး၏လက်တွင်တိုင်းထားသည့်အဝေကိုကြည့်ရင်းမေးလိုက်သည်။တိတ်မများပါဘူး။ဒါချင်းရှင်ခုတ်ရင်အချိန်လွန်သွားပြီးထိသွားတာပါ။အခုတော့အနာကျက်လို့ပါပြီ။ရှေတော့ကဘာဖြစ်တာလဲ။ရန်သူရဲ့ဓာတ်ချက်ကိုရှောင်တင်းရင်အားလုံးပြီးမြောင်းထဲကိုကျသွားလို့ ပုတ်တိုင်လဲသွားတာပါအခုတော့လမ်းလျှောက်လို့ရပါပြီအင်းတိုက်ပွဲကအတော်ပြင်းထန်တာပဲနော်ဟုတ်ကဲ့ဆရာသူရနို့ဘတ်တော်သားတွေကလည်းလက်ရွေးစင်ကြီးလက်ရွေးစင်တွေကြီးပဲဆိုတော့အတော့ကိုပြင်းပြင်းထန်ထန်တိုက်ပွဲဆင်နွှဲခဲ့ရတယ်ဒါတဲ့အာလာဝကကရောဘာဖြစ်လို့လိုက်မလာတာလဲနေမျိုးနဲ့ကြော်စီရမှာမို့အဖြေရခန့်နေတဲ့ဖြင့်တယောက်မျက်နှာကိုတယောက်ကြည့်ပြီးငိုင်းနေကြပြီအင်းမင်းတော့မပြောပြင်မဲ့ငါသိပါပြီအာလာဝကမရှိတော့ဘူးမဟုတ်လား ဟုတ်ကဲ့ဆရာနေမျိုးတင်ကြီးမဖြည့်ချင်းဖြည့်ချင်းနဲ့ဖြည့်ဆိုရင်မျက်ရည်များဝဲ၍လာပေသည်အာလဝကကမရှိမှဟိုတုန်းကတကြက်ကြက်ဖြစ်ခဲ့တဲ့ရန်တွေစဉ်းစားမိပြီကျွန်တော်စိတ်ထဲမှာဘလို့ဖြစ်မှန်းမသိဘူးနေမျိုးတင်ငိုတန်ပါကြီးနဲ့ဆက်လက်၍ပြောပြန်သည်အင်းသူရဲကောင်းတစ်ယောက်တော့ဆုံးချုံရပြန်ပြီပေါ့ဩအာလဝကအာလဝကဘုန်းနန္ဒတေတယောက်ထဲညင်းညူလိုက်သည် အာလဝကတေခြင်းဟာကောင်းသောတေခြင်းဖြစ်ပါတယ်။သူရဲကောင်းပိသားစွာကြာဆုံးသွားခြင်းဖြစ်တဲ့အတွက်အာလဝကကြာဆုံးသွားတဲ့နေရာမှာအာဇာနီကြောက်တန်ဆိုင်ထူဖို့ဘယင်မကိုတော်တိုင်အမိန့်ချမှတ်ပြီးဖြစ်ပါပြီ။ပြီးတော့အာလဝကအတွက်ရေဆိုးပြီးနေ့စဉ်နေ့အမျှတပိတ်တို့အမျှတမ်းဝေခဲ့ပါတယ်။ဒီနေ့မနက်ဆိုရင်တန်ဃာတက်စီရက်လက်ဆုံးကျွေးပြီးကျွန်တော်ကိုယ်တိုင်အမြတမ်းပေးဝေခဲ့ပါသေးတယ်။အာလဝကကြာဆုံးပုံကိုပြောပြချမ်းပါဦး။ဆရာက ဆရာကသူတနုရဲ့ရင်ဝကိုဓာတ်နဲ့ထိုးလိုက်တဲ့အချိန်မှာသူတနုဘတ်တော်သားတယောက်ကဆရာကိုနောက်ကျောကနေပြီးဓာတ်နဲ့ထိုးဖို့ကြံစီပါတယ်။အဲ့လာကိုအာရာဝကကမြင်လိုက်တော့သူနဲ့ဓာတ်ချင်းရှင်ခုန်နေတဲ့ရန်သူကိုတတိမထားနိုင်တော့ပဲ။ဆရာကိုရန်မူနေတဲ့ရန်သူကိုလှဲ့ပြီးခုတ်ပိုင်းအချလိုက်မှာသူနဲ့ရှင်ပြီးခုတ်နေတဲ့ရန်သူက ရက်ကောင်းရသွားပြီးသူ့ကိုဓာတ်နဲ့တစ်ချက်တည်းပန့်ချလိုက်တော့ကြာဆုံးသွားခြင်းဖြစ်ပါတယ်။အာလာဝကအာလာဝက ဆရာပေါ်မှာအသက်ပေးပြီးတစ္ဆာရှိပါပြီလေအင်းတေးရမယ်လူကတော့မသေးမသေးသေးတဲ့လူကဂျားကဝင်ပြီး အသေးခံသွားရတာနားတယ်ကွာအာလဘကတိမဲ့အစားဆရာတေးသွားရင်ကိစ္စအလုံးချောသွားဖို့ဥစ္စာဘုန်းနာနာဒီစိတ်လက်မကြည်မသာတော့အမှုရာဖြင့်ညင်းညင်းညူညူပြောလိုက်သည်ကဲဖြစ်ပြီးသားကိစ္စကိုပြန်ပြီးစမုံပြန်နေလို့အကြောင်းမထူးတော့ဘူးရှေ့ဖို့လှုပ်ရှားရှိတာတွေကိုလှုပ်ဖို့ပဲရှိတော့တယ် တပည့်တို့ဆရာပြောမယ်နားထောင်ဘုဏ္ဏနာကနေတန်းပြုတ်လိုက်ရာတပည့်နှုတ်ဦးသည်ဆရာပြောမည့်စကားများကိုနားဆွင့်ရနေကြပေသည်တပည့်တို့ထင်တဲ့အတိုင်းစာနာဒီဝိဗျံမဟာဆရာပေါ်မှာတကယ်ပင်မေတ္တာရှိနေတယ်ဆိုတာမှန်နေဆရာအနေနဲ့ပြောရမယ်ဆိုရင်လေစာနာဒီဝိဗျံမပေါ်မှာမေတ္တာရှိနေတာအမှန်ပဲဒါပေမဲ့ဆရာရဲ့စိတ်အလိုကိုလိုက်ပြီးဘယင်မရဲ့ရွှေလက်တော်ဆွဲပြီးနန်းတိမ်ပွဲကျင်းပလိုက်မယ်ဆိုရင်ဆရာပြန်လာကိုစောင့်မျှော်နေတဲ့ ဆရာရဲ့ရပဲကိုအပေါ်မှာတစ္ဆာဖောက်ရရောက်လိမ့်မယ်။တိဟရတာဘရင်ကြီးကိုပေးခဲ့တဲ့ဂတိကိုလည်းဖျက်ရကြလိမ့်မယ်။လောကမှာလူဖြစ်လာရင်ဂတိတစ္ဆာမဖျက်တင်ဘူး။တပည့်တွေဖြစ်ချင်ရာဖြစ်ဆိုပြီးဆရာကကိုကျိုးတခုလည်းကြည့်လို့လည်းမလုပ်တင်ဘူး။ဘုနာနာဒီမိမိဤစိတ်စေတနာကိုဖွင့်ဟပြောဆို၍နေပြရာတပည့်နှစ်ယောက်ဒီဘာမှပြန်ရင်မပြောနိုင်ပဲငေးမိုင်ပြီးနားထောင်ရနေကြပြီ။ဆရာဘလို့ပဲစိတ်တင်းထားပြီမဲ့။ စန္ဒာဒီဝေပြင်မနဲ့မျက်နှာချင်းမျက်နှာကိုမြင်ရရင်ဆရာရဲ့စိတ်ဓာတ်ဟာအရေးပြောခြင်းတို့ဖြစ်သွားတယ်။စန္ဒာဒီဝေပြင်မနဲ့သာတွေ့မယ်ဆိုရင်ဆရာရဲ့အဋ္ဌဌာဏပြည့်ရှင်နေရင်ပြတ်နိုင်တယ်။ဒီတော့ကတပည့်တို့ကိုဆရာမှားကြားခြင်းနဲ့ဆရာနတ်ပြန်မနဲ့စောစောသေးသေးထပြီးတာယာချွေပြည်မျိုးတော်ကိုခရီးထွက်မယ်။ဒီရတော်တွင်ဆရာရဲ့အဆောင်ကိုစန္ဒာဒီဝေပြင်မမလာပါခြင်းနဲ့တကယ်လို့ စန္ဒာဒေဝီဘီယမကဆရာကိုမင်းရင်ဆရာယောဂမတတ်တာပဲဆိုပြီးဆရာအဆောင်ကိုမလာဖြစ်အောင် တားဆီးထားရမယ်။ဒါကိုမင်းတို့နေရာဆိုတော့ခိုင်ခိုင်မာမာဂတိပေးကြရမယ်။ဘုနန္နာကတပည့်နှစ်ဦးထံမှခိုင်လုံသောဂတိကိုတောင်းဆိုလိုက်ပြီးရာတပည့်နှစ်ဦးမှလည်းဆရာအလိုကျဂတိပေးလိုက်ရပြီ။နတ်ဖြာမနဲ့အာယုံတတ်တာနဲ့တပြိုင်နဲ့ဆရာနန်းတော်ကထွက်မယ်။တပည့်တို့လည်းဆရာနဲ့အတူလိုက်ရှင်လိုက်ခဲ့ကြ။အင်ဂျင်မြိုင်တော်တန်းကိုရောက်တဲ့အခါဆရာမှားကြရရှိတာတွေမှားခဲ့ပြီ။ မင်းတို့နေရာစေတုဒ္ဒရာမြို့တော်ကိုပြန်ကြဆရာတယောက်တည်းတာယာရွှေပြည်ကိုခရီးဆက်မယ်ဒီရတော်တွင်ဆရာတာယာရွှေပြည်ကိုသွားတယ်ဆိုတဲ့အကြောင်းဘယင်မရဲ့နာကိုမပေါက်ကြားစေနဲ့တပတ်ခါညက်နေတောင်ဆယ်နေွယ်တဲ့အချိန်ကြမှာဘယင်မကိုအကျိုးအကြောင်းပြောပြကြရမယ်ပြီးတော့ဆရာအတွက်ရေစိုးပြီးကုသိုလ်ဒါနတစ်ခုခုလုပ်ပြီးဆရာကိုအမြတမ်းပေးဝေဖို့ဆရာမှာကြားခဲ့မယ်အိုးဆရာကလည်း ။ဘာဖြစ်လို့တာယာရွှေပြည်ကိုဆရာသွားရမှာလဲ။အောက်ကြခံရင်ဆရာမသွားပါနဲ့။ဆရာအသေးခံဖို့လည်းမလိုပါဘူး။ကျွန်တော်တို့ရဲ့ရဲဘော်ရဲဘက်ကိုအူကိုလွတ်ပြေးဖို့ကျွန်တော်ကိုယ်တိုင်စစ်တုဒ္ဓရာနိုင်ငံနဲ့တဝန်းနာနိုင်ငံရဲ့တန်တမန်အဖြစ်တရားရတာဘရင်ကြီးစီသွားပြီးရာဇသံပေးပါမယ်။ဒါမှမဟုတ်ရင်စစ်ကြင်ညာပြီးတရားရတာဘရင်ကိုနန်းချပြစ်မယ်။အခုချိန်မှာဆိုရင် ကျွန်တော်တို့ရဲ့စစ်တီတော်အင်အားကမသေးတော့ပါဘူး။ ဆေဒုရနိုင်ငံတော်ကစစ်တီတော်တွေရဲ့သူဝနနိုင်ငံတော်ကစစ်တီတော်တွေရဲ့ကျွန်တော်တို့ရဲ့တော်ရင်သားအင်အားစုရဲ့အာလုံးစူပေါင်းလိုက်ရင်တရားရတာဘရင်ကိုမှုနေကြတာမလို့ပါဘူးဒီကနေပြီးရာသတန်ပေးလိုက်ရင်တရားရတာဘရင်ကြီးကြောက်ဒူးတုံပြီးဆရာတစ်ဘက်ကိုဦးကိုလွှတ်လိုက်ရမှာပါနေမျိုးကဝင်ပြီးပြောလိုက်သည်ဒီလိုဆိုရင်ဆရာရဲ့အဋ္ဌထံပြတ်သွားတော့မှာပေါ့ဂတိတရားရောရောင်းနိုင်ပါဦးမလားပြီးတော့ရန်ကိုရန်ချင်းမတုံနှင်းရဘူး ရှစ်ဆကိုခြေစေရမယ်မုံးဆကိုတိုးစေရမယ်လို့ဆိုတယ်မဟုတ်လားတကယ်လို့ဆရာတို့မှာစစ်စီတော်အင်အားလက်နက်အင်အားကြီးမားတယ်ဆိုပြီးစစ်ခင်းတိုက်ကြမယ်ဆိုရင်ဆရာတို့ကနိုင်သည့်တိုင်အောင်ထားအောင်ရန်ညိုးကပြေမှာမဟုတ်ဘူးရန်ကျွင်းရန်ဆရှိနေရင်ငိမ့်ညံတာယာမှုကိုရနိုင်အောင်မလားတပည့်တို့ရဲ့လမ်းစဉ်ကိုဆရာဘယ်နည်းနဲ့မှမလိုက်နိုင်ဘူးဆရာတယောက်အသေးခံလိုက်တဲ့အတွက်အာလုံးချောချောမောမောဖြစ်သွားမယ်မဟုတ်လား ဆရာနှင့်တပည့်အခြေတင်ပြောဆိုနေကြစဉ်မဲသစ်စာသည်တမောတော်ကြီးနှင့်အတူအဆောင်တွင်သို့ရိုသေးစွာဝင်လာပြီးနေမျိုးနှင့်ကျော်စရာအားအပြင်သို့ထွက်နေရန် ပြောကြားလိုက်သဖြင့်နေမျိုးနှင့်ကျော်စရာသည်အဆောင်တော်ထဲမှထွက်သွားကြပြီသည်မဲသစ်စာသည်ဘုန်းနန္ဒအားခိတ္တအနာအနာယူရင်းအိယာဘော်တွင်လှဲလျောင်းနေရန်ပန်ကြားလိုက်ပြီးလည်းရင်တမောတော်ကြီးသည်ဘုန်းနန္ဒ၏ယောဂဝိနနာကိုစမ်းသပ်ကြည့်ချုပ်ပြီးနောက်အင်အားပြေဝစေရန်စိတ်တက်ခွတ်တိုက်ခဲ့ပြီးအခန်းထဲမှထွက်ခွာသွားပြီးရာ ဘုဏ္ဏနာဘာတွင်မေတ္တသာတူရဲသာကြံ့ရခဲ့ပေသည်ဘုဏ္ဏနာမှာလည်းယောဂတတ္တကာစတွင်ထိုင်လိုက်ထားလိုက်လို့ပြီးတပည့်များနဲ့စကားပြောခဲ့ရသဖြင့်ပင်မန်းနွမ်းနယ်ပြီးတလုံးတော်ပေါ်တွင်လှဲလျောင်းနေရမှာအိပ်ပျော်သွားပေသည်ဘုဏ္ဏနာအိပ်ပျော်နေချိန်တွင်သာနာနေဝေပင်မသည်ဘုဏ္ဏနာ၏အဆောင်တော်သို့ကူးလာပြီးဘုဏ္ဏနာအိပ်ပျော်နေသောတလုံးတော်ပေါ်တွင်တင်မလွဲထိုင်ကဘုဏ္ဏနာ၏နှဘူးပြင်ကိုလက်ဖြင့်ဆန်းတက်လိုက်လက်မသွေးကိုဆန်းလိုက်နှင့်ယူရကျင်နာစွာပြုစုရင်းတခတရံတွင် စိတ်ကိုမချုံတီးနိုင်တော့ပဲဘုန်းနန္ဒရဲ့နှဘူးပြင်ကိုငုံပြီးနားလိုက်မိပြီသည်ဘုန်းနန္ဒမှာမူဆေးရီတကူကြောင့်တကောင်ပင်ပန်းနွမ်းနေတဲ့ဖြင့်တကြောင်အိမ်မောကြလျက်ရှိတဲ့ဖြင့်မိမိအားဆန္ဒတွေဝေပြည့်စုံယူရနေသည်ကိုလုံးဝမသိပေမိရွေ့မိမြကြောင့်အိပ်ပျော်သွားသည်မသိအိယာမနိုးလာသောအခါတွင် အာယုန်တက်ဆအချိန်သို့ရောက်ရှိနေသည်ကိုတွေ့ရသည်ဖြင့်ဘုန်းနန္ဒသည်အိယာမကပြားကရလူးလဲထားလိုက်သည် တနေ့နေ့တညနီးပါးများနှင်းနှဲချာချာအိပ်ပျော်သွားသည်ဖြင့် ဘူနာနာမှာလမ်းဆန်းလျက်ရှိပေရာအဆောင်ထဲတွင်တယောက်တည်းလမ်းလျှောက်ကြည့်သောအခါတွင်လည်းယမန်နေ့ကထက်ပေါ်ပါးစွာလမ်းလျှောက်နိုင်သည်ကိုတွေ့ရသဖြင့်အားရဝမ်းသာဖြစ်၍နေမိပေသည်မကြမီကျော်စရာနှင့်နေမျိုးတို့သည်ဘူနာနာအဆောင်တွင်သို့ဝင်လာကြပြီလျင်မြင်းများအသင့်ပြင်ဆင်ထားကြပြီဖြစ်ကြောင်းပြောကြသဖြင့်ဝဏနာသည်တာယာချွေပြည်နိုင်ငံတော်မှထွက်လာခဲ့စဉ်ကဝစ်စားခဲ့သည့်ဝစ်စားအစင်တန်သားများကိုအလင်းအမြန်ဝစ်ဆင်ပြီ တပည့်နှစ်ဦးနှင့်အတူနန်းနတ်ဝေလီဝင်လင်းအချိန်တွင်နန်းတော်မှထွက်၍လာခဲ့ပေသည်နန်းတော်အဆောင်များသည်ဘုန်းနန်းနှင့်တပည့်နှစ်ယောက်ကိုမြင်သောအခါအံ့အားတင်သောအမူအရာဖြင့်ကြည့်ပြီးအယိုသည်ပြုကနန်းတော်တကားအထက်ထက်ကို အသင့်ဖွင့်၍ပြေးလိုက်ကြပေသည်နန်းတော်ပြင်မတွင်မြင်းစေကျော်သုံးဦးသည်ဘုန်းနန်းနှင့်စီးနေကြဖောင်းဝင်းရောင်မြင်းလိမ်မာကြီးနှင့် နေမျိုးကျော်စရာတို့အတွက်မြင်းနှက်ကောင်ကိုကာကြိုးတန်စာများဆင်ရင်ပြီးအသင့်ဆောင်ဆိုင်နေသည်ကိုတွေ့ရပေသည် ဘုန်နာနာဒီဖောင်းဝဲရောင် မြင်းလိမ်မာကြီးပေါ်သို့လှမ်းတက်လာပြီးလည်းရင်စာနာတွေဝေပြင်းမကြီးအဆောင်တော်သို့နောက်ဆုံးကြည့်သည့်အနေဖြင့်တချက်မြလှမ်းကြည့်လိုက်ပြီးနောက်မြင်းဆက်ကျိုးကိုဆက်ခနဲဆွဲကမြို့ပြင်သို့သွားသည့်လမ်းမာကြီးအတိုင်းဆိုက်ဆိုင်ဆိုက်ဆိုင်နဲ့ထွက်သွားပြီရာတပည့်နှစ်ဦးမှလည်းဆရာဤနောက်မှမြင်းကိုစီဖြင့်ထက်ကြမကွာလိုက်ပါသွားပြီရာနန်းတော်နှင့်မျိုးရိုးသည်တဖြည်းဖြည်းဝေးတဲ့ဝေး၍သာကြံ့ရဲ့ခဲ့လေတော့တည်းအခန်း၃၁ ဆရာတပည့်သုံးဦးသည်တဦးကိုတဦးစကားမပြောဘဲကိုယ်စိတ်ကူးဖြင့်ကိုတဖြည်းဖြည်းလာခဲ့ကြပြီ။နေထန်းတပြားခန့်ရောက်သောအခါအင်ဂျင်မြိုင်တော်တဲ့အဆက်သို့ရောက်ကြည့်၍လာကြပြီ။စေတုဒ္ဓရာမျိုးရိုးနှင့်နန်းတော်ကိုလည်းရေးရေးကလေးသာမြင်ရပြီတော့သည်။တလန်းလုံးစကားမပြောဘဲလိုက်ပါလာကြသောနေမျိုးသည်ဘုန်းနန္ဒအနည်းသို့ချင်းကပ်လာပြီသည်။တိဟရသာဘယင်ကြီးရဲ့လက်ကိုဆရာကိုဆရာအပ်လိုက်ရင်ဘယင်ကြီးကဆရာကိုအမှန်ပဲတတ်မှာလား။ လက်ရှိပြန်လာတယ်ဆိုတာမတက်ဖဲနေပါမလားကွာသူတောင်းဝန်ပေးလိုက်တဲ့အတိုင်းဆရာမမလုပ်နိုင်တာဆရာကိုမတက်အောင်ဘယင်ကြီးနဲ့စကားပြောရင်မဖြစ်ဘူးလားဆရာဟာသူတို့ဘယင်ကိုနှိမ်နှင်းတက်ဖြတ်နိုင်တဲ့အတွက်သူဝနနိုင်ငံတော်ရဲ့ဘယင်အဖြစ်ဒိတ်ဒိတ်မြောက်ချင်းခံရတော့မှမဟုတ်လားဒီတော့ကဆရာအသက်နဲ့ဆရာတစ်ဘက်ကိုရောက်ရဲ့အသက်ကိုချမ်းသာပေးမယ်ဆိုရင်သူဝနနိုင်ငံတော်ကိုတိဟရာတာဘယင်ကြီးကိုဆက်တာပါမယ်ဆိုပြီးဆရာအသက်နဲ့သူဝနနိုင်ငံတော်ကိုလဲရင်ဘယင်ကြီးကလက်မခံပဲနေပါမလား ဆရာလည်းဒီလိုတော့စဉ်းစားမိတာပဲဒါပေမဲ့သူဝနနိုင်ငံတော်ကိုဆရာပိုင်တာမှမဟုတ်ပဲစေတုရာနိုင်ငံတော်ကိုလောက်ကြံမှုအလားပါစေတုရာနိုင်ငံတော်ဘုရင်မရဲ့ကိုစားဆရာကဝင်ရောက်နှိမ်နှင်းပေးခြင်းဖြစ်တဲ့အတွက်သူဝနနိုင်ငံကိုဆရာမပိုင်ပါဘူးစန္ဒာရဝီဘုရင်မသာပိုင်ထိုက်တယ်ပြီးတော့တိဟရတာဘုရင်ကြီးဟာဂတိတ္ထာတည်ကြည်တဲ့ဘုရင်ဖြစ်လို့သူဝနနိုင်ငံတော်ကိုဆရာကထိုးအပ်သည့်တိုင်အောင်လက်ခံခြင်းမှလက်ခံပါမင်းတို့ကမိုးချိုးသွားဆိုသလို့ ။ "तू ပြောပြီးသားစကားကို तू ပြန်ယုံသိမ့်မှာမဟုတ်ပါဘူး။ဆရာကွယ်တိုက်ရမှာ तू ကျင်တတ်လိမ့်မယ်ထင်တယ်။အင်းအာလာဝကအာလာဝကတေးရမဲ့လူအတွက်မတေးထိုက်တဲ့သူကဝင်ပြီး အသေးခံသွားရတာဆရာဖြင့်နှမျောလှတယ်ကွာ။ဆရာစီကိုတရားရတာဘရင်ကြီးကဘယ်အချိန်မှတတ်မလဲ။မနေ့ကဆရာပြောတဲ့အတိုင်းဆိုရင်နောက်ပြန်ညက်နေတောင်ဆွဲမှာနေခွင့်ရင်တတ်မယ်ဆိုတာမှန်သလား။ ။မပြညာနေဆိုရင်၃လဆေးတာပဲ။၃လဆေးတဲ့နေ့မှာဆရာကွယ်ဆရာလာအပ်မယ်လို့ကတိပေးတဲ့အတွက်ဆရာကွယ်နတ်ပြညာနေတောင်ဆွဲမှာနေကွင်ရင်တတ်မှာတေးချပါလေ။တောင်ဆွဲနေကွယ်တဲ့အချိန်ကျရင်သာဆရာကွယ်တတိယပြီးမြေတားဖို့အမြတမ်းပေးဝေဖို့မမေ့ကြနဲ့။ဘုနာနာကပြန်ပြောလိုက်ရာနေမျိုးသည်တရားရတာဘရင်ကြီးအားရစရာမရှိအောင်ဆဲရီတိုင်းထွာလိုက်ပြီ။ကျော်စရာမှလည်းစိတ်ထဲတွင်မခံကြည့်မခံတာဖြစ်လာကတရားရတာဘရင်ကြီးအားကြိမ်ဆို၍နေပြီ။ မကြမီရေးတွင်တွင်စီးဆင်းရနေသောဆန်းချောင်းကလေးတို့ရောက်ရှိ၍လာပေသည်။ကဲတပည့်တို့ဒီနေရာဟာဆရာနဲ့တပည့်တို့ပထမဦးဆုံးအချိန်တွေ့ဆုံခဲ့တဲ့နေရာပဲ။ဒီနေရာမှာပဲလမ်းခွဲကြပါစို့ကွာ။တပည့်တို့ကိုဆရာတခုတော်မှာလိုက်မယ်။တာယာချွေပြည်နိုင်ငံတော်ကိုဆရာသွားပြီးဆရာကိုဆရာတရားရတာဘရင်ကြီးရဲ့ရက်ကိုအပ်သွားတဲ့အကြောင်းဘရင်မမသိပါသေးနဲ့။နတ်ပြညံ့နေတောင်ဆွဲနေွယ်လူလူဆဲတဲ့အချိန်ကြမှာ ဘရင်မကိုအကျိုးကြောင့်တန်တော်ဦးတင်ပြီးဆရာအတွက်မြတ်တာဖို့အမြတမ်းပေးဝေဖို့ဆရာနောက်ဆုံးစကားမှားကြားတယ်လို့သာတန်တော်ဦးတင်ရင်ပြီတော့ဘုန်းနာတဲ့တပည့်နှစ်ယောက်ဤမျက်နှာကိုမကြည့်ပဲနောက်ဆုံးမှားကြားခြင်းဖြင့်မှားကြားလိုက်ပြီဆရာမသွားခင်ဆရာနဲ့ကျွန်တော်တို့ဒီနေရာမှာပထမဦးဆုံးအရင်တွေ့ဆုံခဲ့တဲ့ကကျွန်တော်တို့ကို ဆုံးမဩဝါဒပေးရင်ဆရာကိုယ်တိုင်တီဆိုကျူးရင်ခဲ့တဲ့တန်ဝေကလင်္ကာလေးကိုရွတ်ပြပါဦးတန်ဝေကလင်္ကာလေးကိုဆရာရွတ်တန်ကြတိုင်း ကျွန်တော်တို့စိတ်ထဲမှာအလိုလိုကြည်နူပြီးစိတ်ယုံပါတယ်လွင့်စင်ကုန်ပါတယ်ဟုတ်တယ်ဆရာဆရာရဲ့အတန်အွာကြီးနဲ့ဒီလင်းလင်္ကာကလေးကိုရွတ်စွတန်ကြားရတဲ့အချိန်ကစပြီးကျွန်တော်တို့တို့တွေတတိတံဝေကတွေရပြီးလိမ္မာယင်ကြီးလာခဲ့ရပါတယ်ဆရာမသွားခင်ဒီလင်္ကာလေးကိုတစ်ခေါက်လောက်ရွတ်ပြစမ်းပါလားကဲတပည့်တို့ဒီလောက်တော့နားထောင်ကြရင်လည်းဆရာရွတ်ပြရမှာပေါ့တပည့်တို့ဆရာတို့အခုလို့တွေ့ကြဆုံကြရတာဟာ ဘဝကပြုတ်ခဲ့ဘူးတော့ကုသိုလ်ကံတရားကြောင့်နေပဲဆိုတာတပည့်တို့အများအားနှလုံးသွင်းထားကြပြီးတော့ဘဝတန်တရားမှာကျင်လည်နေသည်မြကာလပတ်လုံးအခုလို တွေ့ကြုံဆုံခွဲဖြစ်ကြရမှာပဲဆိုတာကိုလည်းအသိအသိနှလုံးသွင်းကြဘဝတန်တရားမှာကျင်လည်နေသည်မြဘယ်တော့မှမမြဲဘူးမမြဲတဲ့အတွက်ဒုက္ခနဲ့မကင်းဘူးမမြဲတဲ့အတွက်ကိုယ့်ကိုယ်ကိုမပိုင်ဘူးအဲ့ဒီအနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာရေး၃ပါးကိုမြင်အောင်ရှုပြီး အခုလိုတွေးကြ ဆုံကြတဲ့အခါမှာအချင်းချင်းရံမဖြစ်ကြနဲ့ဒေါသအာဃာတတရားတွေကို ရှေ့မထားနဲ့တရဝံအားလုံးပေါ်မှာမေတ္တာတရားများပွားကြကဲဆရာရွတ်ပြမယ်ဘုဏ္ဏနာတိတပည့်များအားဆုံးမဩဝါဒစကားများပြောကြပြီးလည်းရင်အောက်ပါတံဝေကလင်္ကာကိုရွတ်ဖက်တည်းဆဲလိုက်ပြီသူဒီတယောက်ကောင်းဖို့ရောက်မူသူတယောက်မှာပြက်လင့်ကားတာဓမ္မတာဤ ရွှေအိန်းနန်းနှင့်ကျန်းန်းလဲခံမပောင်းရံလျက်ပျော်ဆန်ရိတ်ငြိမ်စည်းစိမ်မကွာမင်းချမ်းသာကသမုတ်တရားရင်မျက်နာထက်ခနာတတ်သည့်ရေပွက်ပမာတသက်လျာသည်ကျင်နာတနာငါအာမတက်ယခုလွတ်လဲမလွတ်ကြမှာလူတကားတို့ခန္ဓာခိုင်ကြီးမတီးမမြဲဖောက်လွဲတတ်သည်မချွတ်ဆတာတရဝါဒီရှ िख ိုးကော်ရောပူဇော်အကျွန်းပန်ခဲ့တုံဤခိုက်ကြုံဝိဘတ်တန်တာဆက်ဤ ကြိုက်လက်တော်မူတုံမယူလိုကြီးညိုစိတ်တန်တခင်မုံကိုခြံပြီစင်စေအပြစ်မဲ့ရေခွင့်လျင်ပေး၏သွေးသည့်အနိစ္စာငါခန္ဓာသည်ဘုဏ္ဏနာသည်အထဘာဒုရိယအနန္တအမတ်ကြီးအတက်ခံရမည့်ဆက်ဆဲတွင်ရေးသားစီကုံးသွားသည့်တန်ဝေကလင်္ကာကိုအတန်နေအသံထားနှင့်ရုပ်ဖတ်နေသည်ကို တပည့်နှုတ်ဦးသည်ငြိမ်သက်စွာနားထောင်၍နေကြပေသည်ဒီလင်္ကာကိုဆက်ဆုပ်ခဲ့တဲ့အနန္တဒုရိယအမတ်ကြီးဟာ တကယ့်ကိုနှလုံးရင်ပြေဝပါပေတယ်။သူ့ကိုတတ်တဲ့ဘရင်ကိုတော့ဖြစ်လျာဘဝမှာရန်တော့မမှုဘူးဆိုပြီးမြေတားပို့တာသွားသေးတယ်။ကျော်စရာကလေးလေးနက်နက်စဉ်းစားရင်းပြောလိုက်သည်။ဒါဘောကွာ။တန်တရာဆက်ရဟတ်မှာစုံလယ်နွားလိုလက်ပတ်နေရတဲ့ဘဝကို အကွင်းကွင်းမုတ်တီဟင်းလိုစင်းစင်းကြီးတင့်မြင်လာတဲ့အခါမှာတေးရမှာကိုလည်းမကြောက်တော့ဘူး။ လောကနဲ့၁၈ပါးနဲ့တွဲကြုံလာတဲ့အခါမှာတုံလုံးချင်းမရှိဘူး။ကြောင်းရွံ့ထိတ်လန့်ခြင်းလည်းမဖြစ်ဘူး။ကြက်သိမ်းမွေးခြင်းလည်းမထဘူး။သူတော်ဘာအပေါ်မှာလည်းမကောင်းမကြံစီဘူး။ကိုယ့်အပေါ်မကောင်းကြံစီတဲ့လူတိုင်းကိုလည်းကြီးကြီးဖြူဖြူခွင့်လွတ်တယ်။ဒါဟာဖြူစင်တဲ့တရားတွေပဲ။ဘုဏ္ဏနာကတပည့်များအားတရားချရွေနေပေရာ တပည့်နှစ်ယောက်မှလည်းဆရာပြောကြားသည့်စကားများကိုအမှတ်သားနာယူရနေကြပေသည်။အော်ဒါထက်ယူဇနာတယောက်ရော။ ဘုနန္ဒသည်ယူသနအားတရိယသည်ဖြင့်နေမျိုးအားမေးလိုက်သည်နန်းတော်လည်းတင်ရောက်နေပါပြီယူသနကကြေးတော်သူဆိုတော့နန်းတွင်သူတွေလိုမယင်ကြေးသေးဘူးဒါကြောင့်သူ့ကိုနန်းတွင်သူတွေရဲ့အပြောဆိုအမူအရာတွေကိုမယ်သစ္စာကတင်ကြားပြသပေးနေရတယ်အင်းဒီစကားကြားရတာဆရာဝမ်းသာပါတယ်တနေ့ကျရင်နေမျိုးလဲမျိုးစားပြန်ဖြစ်တော့မှာဆိုတော့ယူသနလည်းမျိုးစားကတော့ပြန်ဖြစ်တော့မှာပေါ့ကွာဒါကြောင့်သူကလေးကိုနန်းတွင်သူရဲ့အပြောဆိုအမူအရာတွေ တင်ပေးနေရတာဗောဆရာရဲ့ကျော်စရာကရောနေမျိုးကိုအားမကြဘူးလားကျော်စရာလည်းမျိုးသားကြီးဖြစ်လာအောင်ပါပဲမျိုးသားကတော့မရှိရင်တင့်တယ်ပါမလားဘုန်းနန္ဒကမထိတထိပြောလိုက်သည်ကျွန်တော်ကမိမဆိုရင်ကြည့်လို့ကိုမရဘူးမဆိုရင်ရှင်မလက်မတော်ပယ်ပြစ်ရှင်သေးတယ်မင်းတိတ်အပြောကြီးတဲ့ကောင်ပဲမင်းကြိုက်တာမတွေ့သေးလို့ဒီစကားပြောနေတာပါမင်းကြိုက်တဲ့မိမများတွေ့ရင်သူများထက်တောင်ကဲနေအောင်ပဲ ကဲပါမင်းတို့အချင်းချင်းစကန်တိုင်းလူမနေကြစမ်းပါနဲ့လူကုသိုလ်ကံဆိုတာမြင်နိုင်တာမှမဟုတ်ပဲကြံစီတိုင်းလည်းမဖြစ်ဘူးမကြံစီဘဲနဲ့လည်းဖြစ်တာပဲဒီတော့ကရှေးရီးကိုတွေးပြီးရံမဖြစ်ကြနဲ့ဒါထက်ယူဇနာအကြောင်းပြောရအောင်မယ်ယူဇနာဟာကြေးတော်သူမဟုတ်ဘူးတုံဝနနိုင်ငံတော်ကမဟာစီမဟာသွေးပဲအရေးတော်ပုံမှာသူ့ရဲ့မိဘများအသက်ခံရတော့သူတို့ရဲ့ရံကိုကြောက်ပြီးစေတုရနိုင်ငံတော်ဘက်ကိုထွက်ပြေးပြီးခိုလုံနေရတာပါ ဘုဏ္ဏနာကရှင်းပြလိုက်သည်ဟင်ဒါဖြင့်ဖိုးရစာကသူ့ရဲ့ဖခင်ရင်မဟုတ်ဘူးလားမဟုတ်ပါဘူးဒါပေမဲ့တမီးရင်လိုပဲရှိခင်ယူရပါတယ်ဒါထက်ဖိုးရစာတယောက်ရောကျန်းကျန်းမာမာပဲလားဟုတ်ကဲ့ဆရာယူဇနာအတွက်စိတ်မချလို့တော့နန်းတော်တဲကိုလိုက်လာသေးတယ်အင်းဖိုးရတာဖိုးရတာတက်စာရှိပါပြီလေဒီမှာအမင်းတို့မျိုးစားကြီးဖြစ်တဲ့အခါမှာဖိုးရတာကိုသူကောင်းမြောက်ဖို့မမေ့ကြနဲ့နော် ဆရာပေါ်မှာအင်မတန်တစ္ဆာရှိကြပါတယ်။ဟုတ်ကဲ့ဆရာကျွန်တော်တို့မမေ့ပါဘူး။ကဲအချိန်ကလည်းတိတ်မရှိတော့ဘူး။တွားရမယ့်ခရီးကလည်းဝေးသေးတယ်။တပည့်တို့ပြန်ကြပြီတော့ဆရာတွားမယ်။ဘုန်းနန္ဒဒီပြောပြောဆိုဆိုဖောင်းဝင်းရောင်မြင်းလိမ်မာကြီးကိုကြိမ်နှင်းတို့ကတာယာချွေပြီးနိုင်ငံတော်ဘက်သို့ရှေးဦးတဲ့ကနောက်တော့အလှည့်မကြည့်တော့ပဲစိုက်ဆိုင်ဆိုင်ဆိုင်နဲ့ထွက်ခွာ၍သွားပြီ။ဘုန်းနန္ဒထွက်ခွာသွားပြီးနောက်များမကြာမီ နေမျိုးသည် ဘုန္နနာဤနောက်သို့အမိလိုက်လာပေသည်မျက်လုံးတွင်လည်းမျက်ရည်များဝဲပြည့်နေသည်ကိုဘုန္နနာတရေပြုမိပေသည်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်း29ရက်စီစဉ်တည်ဆက်မှုကိုအီမာဒင်ခတ္တခဏရန်နာခွင့်ပြုပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မတော်မတူတူတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုယ်စိတ်နှပါချွင်လန်းချမ်းမြေ့ကြကဘေးပြာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ